မင်္ဂလာပါရှင်ဧပြီလ30ရက်ဗုဒ္ဓဘူးနေ့ရက်တိမပွေရသတင်းကဘာကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ Hamas နဲ့၅နှစ်ကြာအပြည့်ရဲ့ရေးအဆုတ်ပြုချက် Israel ပေးချတဲ့သတင်းဖြစ်ပါတယ်ကာဇာကမ်းမြောင်ဒေသတွင်ထိမ့်သိမ်းခံထားရတဲ့အစ္စရေးတစားခံများအလုံးကို ပြန်လွှတ်ပေးပြီးဟာမက်စ်အဖွဲ့နှင့်၅နှစ်ကြာအပြည့်ခတ်ရက်စဲရေးအဆိုပြုချက်ကိုအစ္စရေးကပေးချခဲ့ကြောင်းအစ္စရေးနိုင်ငံဘက်ရုပ်သံလွှင့်ဌာနကသတင်းထုတ်လွှင့်ခဲ့ပါသည်။ အစ္စရေးကြီးတဲ့အရာရှိတဦးကအစ္စရေးဘက်မှ၎င်းအဆိုပြုချက်ကိုတရားဝင်ပယ်ချလိုက်ပြီးဖြစ်ကြောင်းဒေတာရင်းမီဒီယာများသို့ပြောကြားခဲ့ပါတယ်။ဟာမတ်စ်အဖွဲ့နဲ့၅နှစ်တာအရာရဲ့အပြစ်ခတ်ရစဲရေးကိုသဘောတူညီရမယ်ဆိုတာကတကယ်တမ်းပြန်စင်သာရင်ဟာမတ်စ်ကိုကူညီလိုက်တာနဲ့အတူတူပါပဲ။နားထားတဲ့ကာလမှာလူသူလက်နက်အင်အားပြန်စုစည်းပြီးအစ္စရေးကိုပို့ပြီးအင်အားကြီးကြီးနဲ့တုံ့ပြန်လာနိုင်ပါတယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ စနေနေ့ကဟာမတ်အကြီးတန်းကောင်းဆောင်ခါလီအယ်ဟေယာဦးဆောင်တဲ့ဟာမတ်ကိုယ်စားလှယ်အဖွဲ့ကဣစရေးဗမာတစားကများအားလုံးကိုလွှတ်ပေးပြီး၅နှစ်အပြည့်ခန့်ရစေရန်သဘောတူညီခဲ့ကြောင်းအီဂျစ်တရင်ရင်းမြစ်တခုကပြောကြားလာတယ်လို့သိရှိရပါတယ်ရှင်။ဆလိုက်တင်ဆက်မဲ့တရင်ကတော့ယူကရိန်းသမ္မတကခရိုင်းမီးယားကျွန်းဆွဲကိုဆွန့်လွှတ်ဖို့အသိအဖြစ်နေပြီလို့ဒေါ်နယ်ထရန့်ပြောကြားတဲ့တရင်ဖြစ်ပါတယ်။ ရုရှားနဲ့ငြိမ်းချမ်းရေးရှာယူနိုင်ဖို့အတွက်ခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားရဲ့အစိုးရပိုင်းတစ်ခုအဖြစ်ယူကရိန်းသမ္မတဇလန်စကီကအသေးအမှတ်ပြုဖို့လိုအပ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားရဲ့တစိတပိုင်းအဖြစ်အသေးအမှတ်ပြုဖို့ယူကရိန်းသမ္မတဇလန်စကီကအကြိမ်ကြိမ်ညှဉ်းဆဲပေးချခဲ့တယ်လို့လည်းသိရပါဗျ။ ရုရှားဟာခရိုင်းမီးယားကျွန်းဆွဲကို2014ခုနှစ်ကလေးကတင်ယူခဲ့တာဖြစ်ပြီးရုရှားနဲ့ယူကရိန်းကြားကာလာရှေကြားအငင်းပွားမှုတစ်ခုအဖြစ်ရှိနေခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်။စလန်စကီဟာခရိုင်းမီးယားကျွန်းဆွယ်ကိုဆင်လွတ်ဖို့ပြင်ဆင်ထားသလားဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကိုဒေါ်နယ်ထရန့်ကတုံ့ပြန်ဖြေကြားမှုတွေလှုံ့ဆော်ခဲ့တယ်လို့လည်းသိရပါဗျ။ဒေါ်နယ်ထရန့်ကစလန်စကီဟာခရိုင်းမီးယားကျွန်းဆွယ်ကိုဆင်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောဆိုခဲ့ပါဗျ။ ဒေါ်နယ်ထရန့်ဟာဇလန်စကီနဲ့ပုံရဟန်းမြင့်ကြီးဖရန်စီရဲ့စာပနာအခမ်းအနားမှာတွေ့ဆုံခဲ့ပြီးနောက်အခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ထမန်တဲ့ဆက်ပြီးမှကတော့မေလ၈ရက်နေ့မှစလို့၃ရက်တာယာယီအပြည့်ရမယ်လို့ရုရှားသမ္မတပူတင် ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ဟာဒုတိယကမ္ဘာစစ်အတွင်းဆိုဗီယက်ယူနီယံနဲ့၎င်းရဲ့မဟာမိတ်များအောင်ပွဲရာနှစ်80ပြည့်အထိမ်းအမှတ်ဖြင့်ယူကရိန်းနဲ့စစ်ပွဲကို၃ရက်ကြာအပြည့်ခတ်ရက်စဲကြောင်းဧပြီ28ရက်နေ့ကကြေညာထားတယ်လို့သိရပါတယ်။မေလ၈ရက်နေ့တကောင်ချိန်မှစကားမေလ10ရက်နေ့အထိ82နာရီကြာအပြည့်အခက်ရက်စဲရီကိုလှုပ်ဆောင်သွားမှာဖြစ်ကြောင်းခရမလင်နန်းတို့ကပြောကြားခဲ့ပြီးတော့ယူကရိန်းဘက်ကပူးပေါင်းပါဝင်ပေးရန်တောင်းဆိုခဲ့တယ်လို့လည်းသိရှိရပါတယ်။ အကယ်၍ယူကရိန်းကဂရီကိုချိုးဖောက်ပွားကရုရှားစစ်တပ်ကထိရောက်စွာတုံ့ပြန်သွားမှာဖြစ်ကြောင်းလည်းအဆိုပါကြေညာချက်တွင်ဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးနေဆက်မဲ့တဲ့ငါတော့စပိန်နိုင်ငံနဲ့ပေါ်တူဂီနိုင်ငံတို့မှာလျှက်စင်ပြီးပြတ်တောက်တဲ့အတွက်အရေးပေါ်အခြေအနေကြီးညာတဲ့တဲ့ရင်ဖြစ်ပါတယ်။ အိုက်ဘာရီယန်ဂျွန်ဆဲတွေသားအတွင်းစပိန်နိုင်ငံနဲ့ပေါ်တူဂီနိုင်ငံတို့မှာဧပြီလ28ရက်မိုးလယ်12:32မိနစ်ကလျှက်စင်ပြီးအကြီးအကျယ်ပြတ်တောက်ခဲ့ပြီးနှစ်နိုင်ငံစလုံးမှာအရေးပေါ်အခြေအနေတွေကြီးညာခဲ့ရကြောင်းသိရပါတယ်ဧပြီလ29ရက်နေ့နောက်ပိုင်းမှာတော့နေရာတော်တော်များများမှာလျှက်စင်မီတွေပြန်လည်ရရှိခဲ့တယ်လို့သိရပါဗျ။ဧပြီလ28ရက်မိုးလယ်ပိုင်းကစလို့လျှက်စင်မီပြတ်တောက်သွားခဲ့မှုကြောင့် စပိန်နိုင်ငံမြို့တော်မက်ဒရင်နဲ့ပေါ်တူဂီနိုင်ငံမြို့တော်လစ်ဘွန်တို့အပါအဝင်နှစ်နိုင်ငံစလုံးကလူအများအပြားဟာရေ Wi-Fi စနစ်နဲ့မိုဘိုင်းဖုန်းကုန်ရရရှိမှုတွေရပ်ဆိုင်ခဲ့ပါတယ်။လေဆိပ်တွေပိတ်ထားခဲ့ရပြီးလေကြောင်းခရီးစဉ်တွေရပ်နာခဲ့ရပါတယ်။မြေရောက်ရထားတွေလည်းရပ်ဆိုင်သွားခဲ့ကမိုဘိုင်းဖုန်းကုန်ရတွေပြတ်တောက်ပြီး ATM ဝေထုတ်ဆက်တွေလည်းအသုံးပြုလို့မရဖြစ်ခဲ့တယ်လို့သိရပါတယ်။ တောင်တင်နေတဲ့ခရီးသွားတွေဟာမြေရောက်ဘူတာတွေလေဆိပ်တွေအကစားစင်တာတွေမှာညှာရေးခဲစားရတယ်လို့သိရပါတယ်လျက်စင်မီပြတ်တောင်းမှုရဲ့အကြောင်းအရင်းကိုမပြောနိုင်သေးပေမဲ့ပေါ်တူဂီနိုင်ငံရဲ့ဒါဘေးအော်ပရေတာရန်ကာရောစပိန်နိုင်ငံရဲ့အတွင်ပိုင်းမှာပြင်းထန်တဲ့အပူချိန်ပြောင်းလဲမှုတွေကမဟာဒါလိုင်းနေမြေအတွင်ရှိလေတူကိုတုံ့ခံမှုတွေဖြစ်စေခဲ့တယ်လို့ဆိုပါတယ် ဒီလိုတုံခေါင်းမှုတွေကြောင့်လျှက်စစ်တာထောက်ပံ့ရေးစနစ်တွေကြားထပ်တူကြစေပြီး အပြန်အလှန်ချိန်ဆထားတဲ့ဥရောပလျှက်စစ်ကွန်ရက်တွေတခြားဇက်တိုက်အနောက်ရက်တွေဖြစ်စေခဲ့တယ်လို့လည်းပြောကြားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။ကျမတို့ရှန်ကုန်မီဒီယာကနေအရှေ့လေပိုင်းဒေသအစ္စရေးနဲ့ဟာမတ်စ်ရဲ့တိုက်ပွဲသတင်းများအပါအဝင်နိုင်ငံတကာရဲ့ထူးခြားပြစ်စင်များကိုအချင်းနဲ့တပြင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။တရှိပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်။